ဟယ်လို guy အားလုံးပဲမင်္ဂလာပါဒီနေ့ပြီးတော့မှာတော့ကျွန်တော်တို့ဂျက်ဥတွေကိုခိုးပြီးတော့ဗောနော်အာကျွန်တော်တို့ထပ်ပြရတဲ့ game လေးကိုဆောက်မှာဖြစ်ပါတယ်ဆိုတော့ဒီ game လေးကတော်တော်လေးပျော်ဖို့ကောင်းပါတယ်အခုဆိုရင်ကျွန်တော်တို့ဒီမှာစက်တန်နေအောင်ကြားနေရပြီဗောနော်အင်းတခြားလူတွေကိုကျွန်တော်အရင်ကြည့်လိုက်အောင်မယ်ပြီးမှကျွန်တော်တို့တကယ်ဆောက်မယ်ဗောနော်အာဒီမှာဆိုရင်ကျွန်တော်တို့ဂျက်ဥတွေကိုခိုးပြီးတော့မှာတန်းနေရပဲโอเคโอเคဆိုတော့ကျွန်တော်လည်းအဆန်းတစ်ခုခိုးကြည့်ရမယ်အဲ့တော့ အဲ့တော့ဒီဒီကြက်ကိုကျွန်တော်ခိုးမယ်ပြီးရင်ကျွန်တော်တန်းပြေးမယ်ပေါ့နော်နေနေကြက်ကဒီဒီဘွားနေထားပါမှာကျွန်တော်ခိုးလို့ရမှာပေါ့နော်အဲ့တော့1 2 3ခိုးပြီးပြေးပြီးတော့ရအောင်အဲ့တော့ဒီမှာပြေးနေပေါ့နော်ကျွန်တော်ရဲ့ server ပဲတိုင်းကိုအောက်မှာမှတ်ပေးထားပါတယ်ဆိုတော့ဒီမှာကျွန်တော်ကတော့ပြေးနေရမှာလုံးနေရမယ် okay ဝင်ကဘာထဲဝင်ပြေးရပေါ့နော်ဝင်ကဘာထဲကိုကျွန်တော်ဝင်ပြီးပြေးတာပို့အိုးရောင်းပိတ်သွားပြီပိတ်မိသွားပြီ oh my god no အမှပဲကြက်တကောင်ကျွန်တော်ဖမ်းမိသွားပါတယ် ဆိုတော့ကျွန်တော်ပထမဆုံးချက်ဥပြေးတာတော့7 point ပဲရလိုက်တယ်ဗောနော်ဆိုတော့ဒီမှာတခြားလူလေးတွေကိုကျွန်တော်နည်းနည်းလိုက်ကြည့်တယ်အောင်မယ်โอเคโอเคဆိုတော့ဒီကောင်ချက်ခိုးတော့မယ်ခိုးတော့မယ်โอเคပြေးပြီးအောင်ဒီကောင်ပြေးရလုံးနေရပဲရောကျွန်တော်နောက်ကလိုက်ကြည့်တာအောင်မမေ့ဘူးအဲ့တော့ဒီကဲတော်တော်လေးပြောဖို့ကောင်းတယ်နော်ကျွန်တော်တငယ်ချင်းနေနဲ့ဆော့မယ်ဆိုရင်တော်တော်လေးကိုပြောဖို့ကောင်းတယ်ခင်လို့ပြောလို့ရပါတယ်ဆိုတော့အဲသူများရဲ့ခိုးတာဟောပဲလိုက်ကြည့်နေပြီဗျာကျွန်တော်ကိုယ်တိုင်လည်းဒီချက်ဥတွေကိုခိုးပြီးတော့ပြေးပါမယ်ဆိုတော့အာโอเค ။ Okay ဆိုတော့ကျွန်တော်တို့ဒီမှာဖယ်ချက်ဥကိုခိုးရင်ကောင်းမလဲတော့မသိဘူး။ဟိုဒီဒီဒီရှေ့မှာတွေ့နေတဲ့ချက်ဥခိုးရင်ကောင်းမလား။ No ကြော်ညာတွေကလည်းဝင်တယ်ကွာ။ကျွန်တော်တို့ချက်ဥခိုးတဲ့အလုပ်လုပ်နေရမှာကြော်ညာဝင်တယ်ဆိုတော့ဒါမှမဖြစ်သင့်ဘူးလုံးဝ။ Okay ။ Okay ဆိုတော့ဒီချက်ဥကိုကျွန်တော်ခိုးပါမယ်။အဲ့တော့ဒီချက်ဥကိုကျွန်တော် ခိုးပါပြီပြေးပြီအောင်အဲ့တော့ဒီထဲမှာကြောက်ခိုးပြီးပြေးရတဲ့လောက်ကတော်တော်လေးပင်ပန်းနေပါတော့ကျွန်တော်လက်နဲ့အကြိုက်ဖြီးတာပါပဲအဲ့တော့ပြေးမယ်ရောက်ရေးပြေးမယ်ပြေးနိုင်မှလွတ်မယ်ပြေးနိုင်မှလွတ်မယ်ဟိုဟာဗာလဲချက်ကချက်ကလိုက်လို့ပြေးတာလားပြေးလို့လိုက်တာလားအဲ့တော့ကျွန်တော်အခုမှ7စက္ကန့်7စက္ကန့်လောက်ပဲကျွန်တော် survive လုပ်နိုင်သေးတယ်အဲ့တော့ဒီကြောက်ကိုအကြိုက်ကင်နာနိုင်ပြီးတော့ပြေးနိုင်တဲ့လူကနိုင်မယ်ပေါ့နော်ကျွန်တော်တို့ဒီမှာနောက်မှာတော့ချက်ကလိုက်နေပါတယ်ကျွန်တော်လည်းနောက်လှည့်မကြည့်ရဘူးပေါ့နော်ခုနကလည်းနောက်လှည့်ကြည့်လိုက်တာကျွန်တော်ရှော့ရတယ်ဆိုတော့โอเคကျွန်တော်တော့မှပြီးရတာ 28စက္ကန့်28စက္ကန့်လောက်ကျွန်တော်ကြာနေပါပြီ။ကဲဆိုတော့ဆိုတော့ပြေးရတာတော့လုံးနေအောင်နောက်မှလိုက်လာတဲ့ဟာလိုက်လာတဲ့ဟာကြက်လိုက်လို့ပြေးနေတော့မှရိုဘတ်ဝယ်ရင်လည်းဆိုရင်တော့ KSTDD ရှော့ရှိပါတယ်။ဒီဆိုင်မှာရိုဘတ်တွေကိုဒီလိုတန်ဆုံးဇီနှုတ်အနေနဲ့ရောင်းချပေးပြီးတော့ဘလုံးဟူဆိုတဲ့ပလီယာရဲ့အတွက်လည်း T-Ray Kisune ဤဂက်ဤဖူးစွဲအောက်တွေနဲ့ Yeti Foos ပဲဘနိုဤနဲ့ Vivo Fugia အောက်မျိုးစုံဝယ်ယူရှိနိုင်တဲ့အပြင်ပါမင်းနဲ့ဘလော့ဖူတဲ့က Gamepad တွေကိုလည်းဒီဆိုင်မှာဝယ်ယူရှိနိုင်ပါတယ်။ ဒါကြောင့်မလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ Telegram နဲ့ Facebook မှာကျွန်တော်ပြထားသလိုရိုက်ရှာလိုက်ပါလိုက်တာလေပြီးရပြီးရရောင်ကြီးပြီးရဒီကောင်ပြီးရတော်တော်ကြီးကြီးအဲ့ကောင်ဒီဂိမ်းထဲမှာကျွန်တော်တို့ကြက်ဝီခုပြီးရရင်ဆိုတော့တော်တော်စားတယ်ခင်ဘလို့အကြံနဲ့တော့လုံးလိုက်လည်းမသိဘူးโอเคပြီးရမယ်ပြီးရမယ်ပြီးရမယ်ဟောင်ကြက်မာသားနောက်ကနေလိုက်မလာနဲ့ကြက်မာသား လူတို့တို့ကျွန်တော်အကြိုက်ပြင်းနေအောင်လုပ်ရမယ်အဲ့တော့၄၀ကိုစက္ကန့်အောင်ရှိပြီကျွန်တော်တမီနစ်ကြော်ကြော်လောက်တော့ကျွန်တော်လက်ထဲမှာကြက်ဥရှိနေအောင်ကျွန်တော်ပြေးရမယ်ပေါ့နော်ဟဲ့အောင်ကျမသားလိုက်မလာနဲ့ကျမသားလိုက်မလာနဲ့လိုက်မလာနဲ့ no ကျမသားအိုးရပြုတ်ကြတော့ပါပဲတော်သေးရပါကွာဒီရင်းထဲမှာပြုတ်ကြတာမှာပါလို့ပြုတ်ကြတာပါရင်ကျွန်တော်ခုနနေရရှော့ရလာပြီအဲ့တော့တောင်းဟုံးကျွန်တော်ပတ်ပြီးပြေးရပေါ့နော်ဟဲ့အောင်ဒီကောင်တွေကအိုးတော့မရှိဘူးကွာဒီကောင်တွေကကျွန်တော်တို့နောက်လမ်းကြောင်းတက်တက်ကိုပဲလိုက်တာကျွန်တော်တို့ရဲ့ဟိုနင်းကိုမလိုက်ဘူးပေါ့နော်အိုးအိုး no 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 အဲ့တော့ကျွန်တော်ဒီမှာဒီမှာ ကျက်မှသာလှုပ်တာကျွန်တော်ရှင်းရပါပြီနောက်တစ်ချက်ထပ်ခိုးပါမယ်ဆိုတော့ကျွန်တော်တို့ဒီဂိမ်းอ่ะဗောနော်အာဘလို့လောရမှာလဲဆိုတော့ဒီဂိမ်းမှာ9နိုင်နေဆိုတာရတော့မရှိပါဘူးဒါပေမဲ့ကျွန်တော်တို့ဒီဂိမ်းမှာဘာရှိလဲဆိုတော့ကျွန်တော်တို့ကဒီချက်ဥတွေကိုလုံးဝအကြာကြီးတည်ပြီးတော့ပြီးနိုင်လို့ရှိရင်ကျွန်တော်တို့ point တွေရတယ်ဗောဗျာအဲ့မှာဒီမှာကျွန်တော်တို့ point เสียရရှိရဲအဲ့တော့ number 1က point ဘယ်လောက်တောင်ရတာလဲဆိုတော့ကျွန်တော်ပြမယ်ဗျာ ဒီကောင်ဘလို့တော့ပြီးထားလဲတော့မသိဘူးအာကျွန်တော်စိတ်ထင်တော့ဒီမှာ 2HP တွေ Super Jet နေတော့ဝယ်လို့ရတယ်အဲ့လိုနဲ့ပြီးမယ်ဆိုရင်တော့ဒါရနိုင်တယ်ဗျာအမ် number 1ဆိုရင်41 million ကျော်ကြီးအောင်ရထားတယ် point အခုကျွန်တော်လဲနောက်ထပ်ကြောက်ဥတစ်ခုထပ်ပြီးတော့ခိုးပါမယ်။ကဲဆိုတော့ဒီကြောက်ဥကိုဟာကျွန်တော်ခိုးမယ်ဟာကိုဒီကောင်ကြားထဲကနေဖြတ်ပြီးတော့ခိုးသွားတယ်ဒီကောင်ဘာထားလဲတော့မသိဘူး။ဆိုတော့ကျွန်တော်တို့ဘာမှမဖြစ်ဘူးဒီမှာနောက်ထပ်ကြက်တွေအများကြီးရှိသေးတယ်အဲ့တော့ဒီကြောက်ဥကိုကျွန်တော်ခိုးပါမယ်။ဟဲ့ဟိုဘီးကပြီးနေရကွာဒီကောင်လေးဟိုရောပြီးပြီးပြီးမပြီးမယ်ဒီခါတော့ကျွန်တော်အကြသွင်းအောင်ပြီးပါမယ်။အဲ့တော့ကျွန်တော်တို့ဒီတောင်ကုန်းတွေပေါ်တက်ပြေးမယ်ပြီးရင်ဝင်းကပါးလေးကိုပြေးမယ်ပြီးသချင်းလေးနဲ့ပေါ့ဒီအခြေဟာလိုက်လို့ပြေးတာလားပါ냐ဆိုတော့ကျွန်တော်အော်ရော်ဒီကောင်နဲ့ငါနဲ့ထပ်ဆုံပြန်ပြီ အဲ့ကောင်ပက်ပြေးတယ်တော်တော်မြန်နေပြီဒီကောင်စပီဝယ်တာလားမသိဘူးသူ့နောက်မှာအတန်းလိုက်လိုက်လာတော်တော်လေးလှရဗျာโอเคโอเคကျွန်တော်ကတော့ဒီမှာဝင်းကဘာလေးကိုပတ်ပြီးရေပေါ့နော်ဆိုတော့ကျွန်တော်နောက်ကဖေဖေဖေတည်တော့မှာပဲကျွန်တော်နောက်ကချက်ကလိုက်လာလားမလိုက်လာတာတော့ကျွန်တော်လှည့်ပြီးတော့မကြည့်ရဘူးဗျာဘာလို့လဲဆိုတော့လှည့်ကြည့်အေးအေးအေးလိုက်လာတယ်ဟာလိုက်လာတယ်ဟာ ကြက်အဖြူရောင်လေးပေါ့နော်ကြက်မသားကြက်မသားလေးလိုက်လိုက်ကြက်မသားလေးလိုက်လိုက်မင်းဥကငါပြန်ပေးပါမငါ့ကိုငါ့ကိုတမီနဲ့ကြော်ကြော်တော့တော့ပေးကင်ပါအောင်ဟာကြက်ကိုအဲ့တော့ကျွန်တော်ဒီမှာတောင်ကုန်းလေးကိုပပီးမယ်လိုက်ပြီးမယ်ဒီရင်တငယ်ချင်းနေနဲ့ဆော့အတန်နေပါပြောပြီးဆော့မယ်တော်တော်လေးကိုရည်နေရပဲခင်ဗျာဒီကကြက်ဟူကင်ပြီးပပီးရရတော်တော်ရုပ်ပေါက်တယ်ဘလို့အကြံဉာဏ်နဲ့တော့ဒီဂိမ်းထုတ်လိုက်တယ်မသိဘူးဆော့လို့တော့တော်တော်လေးကောင်းပါတယ်ပြင်းနေတဲ့အချိန်အဲဒါမှမဟုတ်စိတ်ညစ်နေတဲ့အချိန်မှာဒီဂိမ်းဒီလိုဒီလိုဂိမ်းလေးလာဆော့မယ်ဆိုရင်တော်တော်ပျော်ဖို့ကောင်းပါတယ် အဲ့တော့ဒီမှာကျွန်တော်ကတော့ပတ်ပြီးတော့ပြီးနေပါပြီခင်ဗျာ okay okay ဆိုတော့ဒီထဲဝင်ပြေးမယ်ဟောင်ကြီးဝင်ကဘာလမ်းမာပြီးတော့လမ်းပိတ်သွားလို့ကတော့ချက်ခွတ်တာခံရမှာအဲ့တော့ချက်ခွတ်တာမခံရအောင်ကျွန်တော်တို့ပြတ်ပြီးတော့ပြီးပါမယ် okay ဆိုတော့ကျွန်တော်တို့ပြီးရမယ်ပြီးရမယ်ပြီးရမယ်ကျွန်တော်တို့တော်တော်ကြာနေပြီနော်အခုဆို1မိနစ်1မိနစ်ကျော်သွားပါပြီကျွန်တော်ပြီးတာ okay okay ဆိုတော့ဟောင်ကြီးနိုးနိုးပိတ်သွားပိတ်သွားဟိုတော်သေးရပါဘော ခုံကျော်လို့ရလို့တော်တော်လေးကန်ကောင်းတယ်လို့ပြောလို့ရမယ်ကျွန်တော်ပထမတစ်ခေါက်ပြီးတော့ဆိုရင်ခုံကျော်ပြီးတော့တည်သွားရပါတော့အဲ့တော့ကျွန်တော်တော့မှချက်လိုက်လာလားမလိုက်လားတစ်ချက်လက်ကြည့်လိုက်တဲ့အခါမှာတော့ကျမသားလေးကအဆက်မပြတ်လိုက်လာပါတယ်ဆိုတော့ကျွန်တော်လေးပတ်ပြီးတော့ပြေးရပါတယ်ဝင်ကဘာထဲကိုနောက်တစ်ခေါက်ထောက်ဦးနိုးနိုးဝင်ကဘာထဲကိုလမ်းပေါက်ကမှွင်မယ်နဲ့ခုံဝင်လိုက်ပြီးဖင်ရလိုက်တာ69ပိုင်းနဲ့ကျင်းရတဲ့ရပါတယ်။ Okay ဆိုတော့နောက်တဲ့တစ်ခါထပ်ပြင်ကျွန်တော်တို့ point လုံးဝအများကြီးအောင်ပြေးပါမယ်။အခုကတော့ကျွန်တော်69ပိုင်းတော့ရတယ်ဆိုတော့မဆိုးပါဘူး။ပြီးတော့ဒီကောင်းလေးဘာတွေပြောနေရလဲ။ သွားပြီတဲ့အဲမင်းကိုချဟိုင်အောင်ဘာတော့ဘာတော့ဟာဒီကောင်နေဘာတွေပြောနေရလဲဘာတွေပြောနေရလဲမင်းကိုမင်းကိုမင်းကိုတယ်မင်းကိုမင်းကိုချချတယ်တဲ့ဟာ Okay ဆိုတော့ပြီးတော့ကျွန်တော်ဒီမှာလေကျွန်တော်ရဲ့ဒီအိုင်တန်နေရာမှာကျွန်တော်ဒီမှာ တခုတွေ့တယ်ဗောနော်ကျွန်တော်ကြက်ဥကိုပြီးတော့ဒီမှာပြေးပါရယ်ပြေးဖို့လုပ်နေနေကျွန်တော်ဒီမှာအဲ့ဒါတခုတွေ့ရတယ်ခေါက်နှိတ်လေးတော့ကျွန်တော်လုံးဝလီဘောပြန်တက်သွားရယ်ဗျာဒါတော်တော်လေးမိုက်တယ်အဲ့တော့လီဘောပြန်တက်သွားရင်ကျွန်တော်တို့ကြက်ချီကလွတ်မယ်ထင်ပေမဲ့လည်းကြက်မှသာလီဘောတိလိုက်ခွတ်တာရအောင်ဒီတော်တော်ဆူဆူအဲ့တော့ဆိုတော့ကျွန်တော်တို့ဒီဟာက တက်ကလေဘော်ဒီလိုက်ခွန်နိုင်တယ်ဆိုတော့ကျွန်တော်အဒီဒါခုနနိုင်လို့ထင်တယ်ဗျအဲ့တော့ကျွန်တော်ဒီကအမြင်ပြန်ကြည့်မယ် okay ဟုတ်ပြီဝင်ကဘာတက်ပြည့်မယ်ပြီးပြီကျွန်တော်ဒီမှာဒီအောင်ကောက်နှိပ်လိုက်ပြီးတော့လောကအမြင် no ဒီလောက်အမြင်ကြီးပြန်လာတော့ကျွန်တော်ဒီချက်ကလိုက်မိတယ်ပေါ့နော် okay okay so နောက်တစ်ခါထပ်ပြီးတော့ကျွန်တော်တို့စမ်းကြည့်အောင်အဲ့တော့ကျွန်တော်တို့ချက်ဥကိုခိုးမယ်ခိုးပြီးရင်ကျွန်တော်မှရှိရဲ့ဒီ iron ပေါ့နော် ကျွန်တော်တို့တုံးပြီးတော့အမြင်ကြီးကိုပြန်ကြည့်ပါမယ် ကဲဆိုတော့အဲကျွန်တော်တို့ဒီနေ့ဒီမှာအချက်တင်နေပြီးရတာတော့တော်တော်လေးပြောဖို့ကောင်းခဲ့ပါတယ်ဆိုတော့အဲဒီအိုင်တန်ကတော့ကျွန်တော်တို့ဒီအမြင့်ကြီးကိုပြန်လို့ရမယ်လို့တော့ထင်တယ်အဲ့တော့ချက်ကတော့ကျွန်တော်စိတ်တင်ဗျာအဲ့လောက်အမြင့်ကြီးလောကအမြင့်ကြီးဆိုရင်တော့လိုက်ပြီးတော့သူဖမ်းလို့ရမယ်လို့တော့မထင်ဘူး โอเคဆိုတော့ကျွန်တော်တို့ဒီ iron နဲ့ပြန်လို့ရမလားဆိုပြီးတော့အမြင့်ကြီးဆန်းကြည့်ပေမဲ့လည်းချက်ကတော့တောက်လျှောက်ကြီးလိုက်ခုတ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်ရဲ့ဒီချက်ဥခိုးတဲ့ဗီဒီယိုလေးရောဒီတော့ပါပဲနောက်ထပ်လည်းဒီလိုပြောစရာကောင်းတဲ့ဂိမ်းလေးတွေကိုကျွန်တော်တင်ဆက်ပေးအောင်မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ကြပါအောင်ကျွန်တော်အမ်ပါပါအခုကတော့ဒါ second channel ပြန် run နေရဖြစ်တဲ့အတွက်ကျွန်တော်ကို support ပေးကြပါအောင်ကျွန်တော်ရဲ့ channel လေးကိုပြန်ပြီးတော့ subscribe လုပ်ပေးကြပါအောင်ခင်ဗျာအားလုံးပဲ bye bye ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲ